Hello. အားလုံးပဲမင်္ဂလာပါရှင်။အဲအခုတစ်ခေါက်လုပ်ပေးမယ့် reading လေးကကြတော့ဒါ November ပေါ့နော်။ November တလားစာ။အဲအခုလက်ရှိ RS လေးတွေနော်ဒီ reading ကကြတော့ပြောမစင်တော့အားရှိတဲ့သူလေးတွေအတွက်ပဲပေါ့နော်။အရင်သူလေးတွေအတွက်ဒါတလားစာ reading လေးဖြစ်ပါတယ်။ November တလားစာဆိုပေမဲ့လည်း energy ကန့်ညီကန့်ညီတယ်လို့မျိုးပေါ့နော်။ဒါပဲချိန်မှာပဲជីជីကိုနဲ့ energy ကန့်ရင်ဒါကိုယ့်အတွက်ဒါ ဒါဒီ reading ကနေပေါ့နော်ဒါနားထောင်သင်တာလေးတွေကိုနားထောင်သွားလို့ရပါတယ်နော်အဲ့တော့အဲဒါလေးကတော့ RS reading ဆိုတော့လေ now ရက်ဒီကြာရင်နော်ဒီ single လေးတွေ dress လေးတွေ dress သဖြင့်ပေါ့နော်အဲ့ဒါကြည့်ပြီးတော့မှဖြစ်ပါတယ်ပြောချင်တာကတော့ကွာ RS လေးဆိုပေမဲ့လည်းပေါ့နော်ဒီခုအဲ ဟိုပါပေါ့အကြည့်နေတဲ့သူလေးတွေထဲမှာဒါအိမ်နောင် ရှင်လေးတွေပေါ့နော်ဒါလောလောဆယ်ဆယ်အဲအိမ်နောင် marriage person လေးတွေပါတယ်ဆိုရင်လည်းဒါကြည့်လို့ရပါတယ်နော်အဲ့တော့ဒါကတော့ပိုင်1လို့ပဲပြောရမှာပေါ့နော်ဒါလေးကတော့ပိုင်2တော့ကိုစိုက်နှစ်တက်ရွာစိုက်နှစ်တက်တက်ပေါ့နော်ပိုင်ကလေးကိုကတ်ကလေးတွေကိုရွေးချယ်လိုက်ပါနော်ကတ်ကတ်ကလေးတွေနှစ်မျိုးတော့ပေးထားတယ်ဒါကိုကြိုက်ရကိုဆွဲဆောင်အောင်ဆုံးဖြစ်တဲ့ကက်ကလေးကိုရွေးချယ်လိုက်ပါတော့။အဲညတော့ကလှုပ်ပေးမယ်ဆိုပြီးတော့နည်းနည်း မိရပြလိုက်လာလိုက်ဖြစ်နေတာနဲ့哦နဲ့ emotion နဲ့ဖြစ်နေတာနဲ့မလုပ်ပေးလိုက်ရအောင်ဖြစ်သွားတာပါအကြောင်းမို့နေကင်းဘက်မှာရိုက်ထားဖြစ်တဲ့အတွက်ကြောင့်နည်းနည်းတော့ပေါ့နော်အပံလေးတွေဝင်နေတာလေးတွေရှိမယ်နော်ဒါပြင်ပအပံလေးတွေအဲ့ဒါလေးတွေကိုတော့သီးခံပေးပါလို့နော်အဲ့တော့ရွေးလိုက်ကြရအောင်နော် တော့ရွေးပြီးပြီလို့ထင်ပါတယ်အဲ့တော့ပိုင်ဝန်းလေးကိုရင်ဆုံးတွားလိုက်ရအောင်ပိုင်ဝန်းလေးတွေကတော့အမမြင်တဲ့အတိုင်းလေးတွေအကုန်ကြောက်ပြပေးပါမနော် energy လေးပိုင်း energy ပိုင်းဆိုင်ရာလေးရောပေါ့နော်အဲ့တော့ကိုနားထောင်လို့ကိုနဲ့ energy ကြိုက်တယ်ဆိုရင်တော့ဆက်ပြီးတော့ကြည်ပေါ့နော်တကယ်မကြိုက်ဘူးဆိုရင်တော့ကြော်ွားလိုက်တော့နော်ဒါ ဟိုဘယ်လိုပြောရမလဲတချို့အရာတွေကျတော့ကိုယ်နဲ့လုံးဝမကိုက်ဘူးဆိုရင်တော့ဒါဟို negative negative အကြောင်းအရာတွေလည်းပါတဲ့အခါကျတော့လိဆက်ပြီးတော့နားမထောင်ဖို့တော့မှတော့ပြောချင်တယ်နော်တကယ်လို့ကိုက်ညီတယ်ဆိုရင်တော့ဆက်ပြီးနားထောင်ပေးပါနော် negative ဆိုတာကတော့ကိုယ်သိတယ်မလားဟိုမြင်တဲ့အတိုင်းနေဒီမှာလည်းမြင်ရတဲ့အကက်ဒီမှာမြင်ရတဲ့အတိုင်းပေါ့နော်ဒါ sweat energy တွေကျနေတဲ့အခါကျတော့လိအဲ့ဒါကြောင့်ကိုပြောတာပါ DB တွေရောနော်အဲ့တော့ဒီမှာဗာလေးမြင်ရလဲဆိုရင်တော့อืมအခုလက်ရှိ เนาะလက်ရှိအခုပိုင်ဝန်းလေးတွေအခုကြည့်နေတဲ့သူလေးတွေကဘယ်လိုပြောရမလဲကွာအခုတိဆောက်ထားတဲ့ RS ကအဆင်မပြေတဲ့ RS မျိုးလေးမှာကြုံနေရတယ်တချို့တွေဆိုရင်လည်းဘယ်လိုပြောပြင်းမှန်းနေတယ်ပေါ့နော်သူတို့ကမကောင်းမှန်းလဲကိုကိုကိုတည်တယ်ဒါပေမဲ့လည်းကို့မှာရုံထွက်နိုင်အောင်ဒီဒီတန်ရာတွေပဲကို့မှာပေါ့နော်ဒါမျက်စိပိတ်နားပိတ်နဲ့ဟိုပေါ့နော်ဒါ အဘူပြမယ်တိခန့်တယ်လို့ပဲပြောရမလားအဲတင်းကြီးခန့်ပြီးတော့နေနေရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေကိုမြင်ရတယ်တချို့တွေဆိုရင်ဒီမှာ div energy ရတခဲ့ဟောပေါ့နော်ကန်ဆိုးတယ်ပေါ့နော်နတ်ဆိုးဝင်နေဆိုးတို့မျိုးပဲကွာတိလား နှစ်ယောက်ကြားမှာအနောက်ရှက်တွေဝင်တာမျိုးတွေတပ်ပါတီတွေဝင်တာမျိုးတွေဒါ RS ဆိုရင်လည်း RS အလက်ရောက်ပေါ့နော်နောက်လူပေါ့နော်ကိုယ့်ရဲ့တစ်ဖက်လူကနောက်လူရှိနေတာမျိုးတွေဒါအိမ်အောင်ရှင်လေးတွေဆိုလဲပေါ့နော်ဒါနောက်နောက်လူပေါ့နော်အဲ့လိုမျိုးတွေရှိနေတာမျိုးတွေဖောက်ပြန်တာမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေဂျုံနေရတဲ့သူလေးတွေလည်းရှိလိမ့်မယ်နော်ကိုယ့်ပေါ်မှာအာဘယ်လိုပြောမလဲဂုံချောတာတည်ရမလားထိုးနှက်တာကိုယ့် အဲ့လိုမျိုးပေါ့နော်ကိုထရက်ကကန်ညံ့ပိုင်းနေပဲရောက်နေတဲ့ပုံစံမျိုးလေးတွေကိုဒီမှာမြင်နေရတယ်။အဲ့လို energy ရှိတဲ့သူတွေပဲနော်။အဲ့လိုကိုနားထောင်နေသူတွေကအဲ့လို energy မရှိဘူးဆိုရင်တော့ဒါကို reading မဟုတ်ဘူးနော်။အော်ဒါဒီမှာကြိုပြောထားတာပါ။တော်ကြဒီလိုမျိုးဖြစ်လာမလားဆိုပြီးတော့မတွေးနဲ့ပေါ့နော်။ဘာလို့လဲဆိုတော့ဒီလို energy ရှိနေတဲ့သူလေးတွေကဘလိုမျိုးလေးတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ဆက်ပြီးနားထောင်ပေးပါတော့။အဲ့တော့ကိုယ့်အနေနဲ့ဒီလိုမျိုး energy တွေရှိနေရဆိုရင်တော့ကွာပြောမှဆိုရင်ကိုယ့်ရဲ့ဒီအခြေအနေက ကိုယ့်ရဲ့ဒီအိမ်တောင်ရေကအခုချိန်မှာတော့စိတ်ချပြန်ပြီးတော့သုံးသပ်သင့်နေပြီပြန်ပြီးတော့ပေါ့နော်ကိုယ့်ကိုယ်ကိုပြန်ပြီးရှာဖွေသင့်နေပြီဒါပေမဲ့အရင်ရောလဲစိတ်ပူပါနဲ့ကိုယ့်ကိုလမ်းပြပေးမဲ့သူတွေပေါ့နော်ကုညီပေးမဲ့သူတွေလည်းရှိနေပါတယ်အခုလိုမျိုးပေါ့ကွာအဲဒါအင်ဂျယ်လေးတွေရဲ့ message လေးတွေကိုနားထောင်ပြီးတော့ကိုယ့်အနေနဲ့ပေါ့နော်အတီတရားတစ်ခုခုရပြီးလမ်းကြောင်းမှန်ကိုရောက်သွားတာမျိုးလေးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါကိုစီးပူရမယ့်ယာရီဆိုလဲစီးပူရမယ့် เนาะဟိုကိုကိုကွာတဲ့မလားဘေးကနေပေါ့เนาะတတိနားလေသူတွေတကယ်ကိုကို truck ကိုပေါ့เนาะဒါကောင်းကောင်းဖို့ပေါ့เนาะဒါပြောပြပေးတဲ့သူတွေရဲ့စကားကိုကိုအနေနဲ့လိုက်နာတင်နဲ့လက်ခံပေးရမယ်ဘလို့မလက်မခံမဲနဲ့ပေါ့နော်မျက်စိမိတ်နာပိတ်ကြီးနဲ့ပေါ့နော်ဒီຢာထဲမှာပဲပိတ်မိနေဖို့တော့မစ조사နဲ့ပေါ့နော်အကယ်၍ဒါတော့ပြောမယ်ဆိုရင်တော့ကိုရွေးချယ်မှုပေါ့ကွာတချို့ရေးကြတော့လည်းဘာမှလက်မခံဘူးဘာတွေဘသူတွေဖာဖက်ပြပြသူရှင်းရင်ရပြီ ိစ္စမရှိဘူးသူကသူဘသူနဲ့ပဲဖောက်ပြန်ဖောက်ပြန်ကိစ္စမရှိဘူးကိုနောက်ဆုံးကိုနားမှာရှိရင်ရပြီကိုစီကိုပြန်လာရင်ရပြီဆိုပြီးတော့အဲ့လိုမျိုးစိတ်တွေနဲ့နေနေတဲ့သူတွေလည်းဒါရှိကြတာပဲကွာတိလာเนาะအဲ့လိုမျိုးဆိုတော့အဲ့ဒီအရာတွေကိုတော့ကိုအနေနဲ့ ဒီအကြောင်းအရာတွေကဘယ်ဟာကတော့အမှန်ဘယ်ဟာကတော့အမှားဆိုတာသိချာတိဖို့လိုတယ်ပြောချင်တာ illusion နေပေါ့နော်ဒီပြောမှဆိုရင်ဒီမှာဆိုရင် avoid the trap of mistaking a fantasy for a true soul connection ပေါ့နော်ပြောချင်တာဒီ trap mistaking ပေါ့နော်ဒီလိုမျိုး mistaking ဖြစ်နေတယ်ဒီလိုမျိုးမှားယွင်းနေတဲ့အရာတွေဒီလိုမျိုးဒါထောင်ချောက်လို့ပဲပြောကြတာပေါ့ကွာတည်တယ်မလားဒီလိုမျိုးအရာတွေကိုကိုယ်အနေနဲ့ ရှောင်ကျင်တဲ့နဲ့ကိုယ့်ရဲ့ဒီလိုမျိုးထင်အောင်ထင်မှားစိတ်တွေပေါ့နော် तू ကမကောင်းဘူးဆိုတာသိတယ်ဒါပေမဲ့လည်းအဲ့ဒီမကောင်းတဲ့အရာကိုကိုကအာမဟုတ်ဘူး तू ကတော့ဒါဒီလိုမျိုးပဲလုံးတက်တယ်ဒီလိုမျိုးပဲဖြစ်တတ်တယ်ဒါငါလက်ခံနေတာဒါငါခွင့်လွတ်တယ်နောက်ဆုံးငါစီပြန်လာတာပဲအဆင်ပြေတာပဲဆိုပြီးတော့ဘကွာသိရမလားအဲ့လိုမျိုး round ဖြစ်နေတဲ့ဟာတွေကိုကိုဘက right ဆိုပြီးတော့ သိတယ်မလားဒါကတော့အမှန်ငါးစီကိုပြန်လာတာအမှန်သူ့တို့ဘာဖြစ်ဖြစ်နောက်ဆုံးမှငါးစီပြန်လာတာအမှန်တရားပဲဆိုတော့ကိုကိုတိုင်းလည်းစိတ်ပင်ပန်းခံပြီးတော့ပေါ့နော်ဒါဘယ်လိုပြောမလဲလက်ခံနေတဲ့သဘောတရားတွေပေါ့အဲ့လိုမျိုးတွေဆိုရင်တော့ဒါမကောင်းဘူးနော်ကိုယ့်ရဲ့ဒီ true soul connection ဆိုတာပြောချင်တာကိုယ့်ရဲ့ဒီလမ်းချောင်းပေါ့နော်ကိုရှောက်မှတ်ဒီ ကိုကိုကိုတွက်လဲကိုကြည်တင်တဲ့ကိုရဲ့စိုးကွန်လရှင်တွက်ကိုကိုမှန်ကန်တဲ့လမ်းကြောင်းကိုရှာဖွေတင်တယ်ရှာဖွေရမယ်ဆိုပြီးတော့ပြောထားတာဖြစ်တယ်ပေါ့နော်အမကတော့အဲ့လိုမျိုးပြောထားတယ်လို့ခံစားရတယ်အဲ့တော့ပေါ့နော်ဒီမှာဘာလေးတွေဆက်ကြည့်ဝမ်းလဲဆိုတော့ Oracle ကလေးတွေရပြောရမယ်ဆိုရင်တော့ကွာကိုကပေါ့နော်ဒီခုချိန်မှာဘယ်လိုပြောရမလဲ ီဆက်ဆံရေးကအရန်ကြီးတော့အဆင်ပြေလာဖို့တော့တိတ်တော့မရှိဘူးကောနော်နောက်ဆုံးမှာ separation အောင်ဖြစ်သွားနိုင်တယ်ပေါ့ကွတည်လား separation အောင်ဖြစ်သွားနိုင်တဲ့ energy တွေမှာရှိနေတယ်ပြောမှဆိုရင်ကိုကဘလို့ပြောမှာကွာဒီမှာဆိုရင် care with snack ဆိုတော့ပြောချင်တာကွာကိုတယောက်သေးပဲတစ်ဖက်သက်ကြီးဒီရမလာတစ်ဖက်သက်ကြီးပေးဆက်နေရတယ်တစ်ဖက်သက်ကြီးချစ်ပေးနေရတယ်တစ်ဖက်သက်ကြီးပြောနေရတယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတာကွာ ဟိုပြောမှဆိုရင်တော့ကွာဒီဒီမွေမွေကိုခပိုက်ပိုက်ထားတယ်လို့မျိုးပဲအနေရရှိတယ်ပေါ့နော်အဆင်မပြေဘူးဆိုတာသိပေမဲ့လည်းအဲ့ဒါကြီးကိုခပိုက်ခပိုက်ပိုက်ထားတယ်လို့မျိုးကြီးပဲပေါ့နော်ဘဲချင်းဘဲဘဲချင်းမှာကိုယ်အနေထပြုတ်နေဆိုပြီးလန့်နေရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့ဆိုတော့ကွာနည်းနည်းလေးတော့ toxic ဆန်တဲ့အခြေအနေမျိုးတွေမှာရှိနေတဲ့အခါကျတော့ကွာကိုအနေနဲ့ပေါ့နော်ဒီဆက်ဆံရေးကိုအဆုံးတက်ဖို့အကြောင်းအရာတွေဖြစ်လာမယ်ဆိုရင်လည်းအဆုံးတက်လိုက်ပါပြီးွားရင် move on ငါ receiving what you need progression arriving moving on closure issue ပြောချင်တာကွာကိုယ့်ရဲ့ဒီပေါ့နော်ဒီလိုမျိုးဖြစ်နေတဲ့အရာတွေဒီလိုမျိုးကြုံနေရတဲ့အရာတွေကိုကိုက move on နိုင်ဖို့စူးစမ်းရမယ်ပြီးတော့ကိုဖြစ်ချင်တဲ့အရာကိုလိုချင်တဲ့ပန်းတိုင်းစသဖြင့်ကိုမှာဗာဒီဒီအရာတစ်ခုတည်းနဲ့တင်ဘဝကြီးကပြီးဆုံးမသွားဘူးလေတိတယ်မလားကိုဖြစ်ချင်တဲ့အရာတွေလည်းအများကြီးရှိတယ်ကွာတချို့တွေဆိုရင်အခြေအစဉ်ပြင်အားလုံးစဉ်ပြေအခြေအနေမပြင်အားလုံးမပြေဘူးဆိုတာအဲ့လိုမျိုးသူတွေအတွက်ကတော့အမကတော့ အာမပေးဘူးအဲ့လိုလူတွေကိုကဟိုဘယ်လိုပြရမလဲဟိုဘယ်လိုပြရမလဲအဆင်မပြေရင်ဒါတော့ကိုကြီးမဆာလို့ပြောတာမဟုတ်ဘူးပေါ့နော်အဆင်မပြေရင်ကိုကိုကိုကြည်ဖို့တော့လိုအပ်တယ်သူနဲ့အဆင်ပြေမှာကိုအဆင်ပြေနေမယ်ဆိုတော့သူဆိုတဲ့အရာကြီးကိုပေါ့နော်မိခိုနေတဲ့နော်ဒီရမလဲအဲ့နော် dependent အရန်ဖြစ်လွန်းတဲ့ attachment အရင်ဖြစ်လွန်တဲ့ energy ကိုပေါ့အဲ့လိုမျိုးကြီးတွေကိုမဖြစ်စေချင်တာကိုပြောတာပါတိလားနော်ဟိုလူမျိုးကိုချင်းမစားလို့ပြောတာတော့မဟုတ်ပါဘူးနော်အဲ့လိုမျိုးတွေကိုစိတ်ကိုကိုပေါ့နော် upgrade လုပ်ပေးပါရင်းချအောင်နေပေးပါအဲ့လိုမျိုးလေးပဲအမတော်ပြောချင်တယ်ပြီးတော့ healing hug တဲ့နော်တကယ်လို့များဒီလိုမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ဒီလိုမျိုးတွေကြုံနေရတယ်ဆိုရင်တော့ကိုယ့်ရဲ့ဒီနှလုံးသားလေးကို healing လုပ်ပေးပါ freedom from toxin เนาะဒီလိုမျိုး toxic တွေ relationship တွေဒီလိုမျိုး addiction တွေကနေလွတ်မြောက်လာအောင်ကြိုးစားပေးပါအစမပြေဘူးဆိုရင်စုပ်ကင်မထားပါနဲ့လွတ်ချတတ်ဖို့လည်းကြိုးစားရမယ်ဒါမှသာကိုယ့်ဘဝရှိရေးအတွက်ပေါ့เนาะကိုကောင်းတဲ့ຢာတွေကိုဒါကိုအနေနဲ့ အဲလက်ခံဖို့အတွက်ကိုဒါလမ်းချောင်းကပွင့်သွားမှာနမို့ဆိုရင်ဒီမကောင်းတဲ့အရာကြီးမှာပဲပိတ်မိနေပဲမျက်စိမိတ်နာပိတ်နေနေမှာဆိုရင်ကောင်းတဲ့လမ်းချောင်းတွေကလည်းပွင့်လာမှာမဟုတ်တော့ဘူးပေါ့နော်ဒါဒါတော့ကိုယ်ရွေးချယ်မှုပဲကွာတဲ့ဒီလိုမျိုးလေးတွေတော့အင်ဂျယ်လေးတွေက message ပေးထားရဆိုရင်ကိုယ့်ကိုဘလို့ကိုယ်ကဘလို့ရွေးချယ်မလဲဆိုတဲ့ပုံမှာပဲမူတည်တယ်ပေါ့နော်အဲ့တော့ဒီ reading လေးကိုနားထောင်ပြီးတော့ energy ကိုက်ညီတဲ့သူလေးတွေရှိရဆိုရင်တော့လေအခုလိုပေးထားတဲ့ guidance message လေးတွေကိုနားထောင်ပြီးတော့ ဒါကို့အနေနဲ့အတ္တိတရားတစ်ခုခုပေါ့နော်လမ်းအတ္တိလမ်းကြောင်းတစ်ခုခုလေးပွင့်ွားပါစေလို့အမကတော့အဆုတောင်းပေးလိုက်ပါတယ်နော်အဲ့တော့ဒါလေးကတော့ပိုင်းဝန်းလေးပါပိုင်းဝန်းလေးတွေဒါကတော့ဒီလအတွက် reading ဆိုပေမဲ့လည်းပေါ့နော်ဒါပြောမယ်ဆိုရင်တော့ energy ကိုက်ညီတယ်ဆိုရင်တော့ကိုက်ညီတယ်လို့မျိုးနားထောင်လို့ရပါတယ်နော်ဒီလထဲမှာဖြစ်လာမယ်လို့တော့မဟုတ်ဘူးပေါ့ကွယ် energy ကိုက်ညီတယ်ဆိုရင်တော့ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကို့အနေနဲ့သတိထားတင်တာလေးတွေသတိထားဖို့ပြပြပေးတာပဲဖြစ်ပါရဲ့ရှင်အဲ့တော့ ပိုင်တူးလေးကိုပြောပြပေးမယ်နော်ပိုင်တူးလေးတွေရဲ့အခုပေါ့နော် RS ပေါ့နော်ဟမ်အခု RS လေးနဲ့ပတ်သက်ပြီးတော့လက်ရှိ RS လေးနဲ့ပတ်သက်ပြီးတော့အမကဘာတွေမြင်နေရလဲပေါ့နော်လက်ရှိ RS ဆိုတာကလက်ရှိဒါချစ်သူကြီးစားရေလည်းဖြစ်ဖြစ်မဲ့အိမ်အောင်စေလေးတွေလည်းဖြစ်ဖြစ်မဲ့ပေါ့ကွယ်နော်တော့ဘာတွေမြင်ရလဲဘာတွေဖြစ်လာနိုင်ကြလေးတွေရှိလဲဆိုတော့ကိုရောအမကကြည့်ထားပေးတယ်อืม တော့ဒီလထဲမှာဂျုံနာမျိုးလည်းဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီခုကြည့်တဲ့ပိုင်တူးလေးတွေရဲ့ RS ကအချီနေကဘလိုမျိုးလေးတွေရှိလာနိုင်လဲဆိုတော့ Forester တွေကဒီမှာဆိုရင်ကောင်မလေးနှစ်ယောက်ကခုံပြောင်မျိုးနေကြတယ်အဲ3 Yorkers မှာဆိုလည်းမှာကခုံနေကြတာပဲနော်အဲ့တော့ဆိုတော့ပြောချင်တာကတော့ဟာတယ်မလားဒီဟိုဘလိုဒီလထဲမှာလည်းလာရင်လာနိုင်မယ်ဒါမှမဟုတ်လည်း future မှာလည်းဖြစ်ရင်ဖြစ်လာနိုင်မယ်ပေါ့နော် sorry နှစ်ယောက်နှစ်ယောက်ကြားမှာပေါ့နော်ပြုရှင်မှုလေးတွေတကယ်ဟိုတိတယ်မလားဒီပွဲလန်းသပင်းနေသွားတာမျိုးလေးဒါမှမဟုတ်လေကိုကိုတိုင်းပွဲလှုပ်ရတာမျိုးလေးတွေဘလိုမျိုးလဲဆိုတော့ဒါအခုကာလတွေရ wedding ရာသီတွေဆိုတော့လေဒါ wedding ပွဲတွေကျင်းပတာမျိုးလေးတွေစသဖြင့်ပေါ့နော်အဲ wedding မဟုတ်ဘူးဆိုရင်တော့တချို့လေးတွေဒါ engagement ပေါ့နော်အဲ့လိုမျိုးလေးတွေဆက်ဆက်ပွဲလေးတွေကျင်းပတာမျိုးအဓိကတော့ပျော်ရွှင်စရာခိုက်တန့်နေတာတော့ဂျုံလာရဖို့တွေတော့ရှိတယ်လို့တော့မြင်ရတယ် ဲဒါပေမဲ့ပေါ့နော်တချို့လေးတွေဒီလိုမျိုးမကြုံရသေးခင်မှာတော့တချို့လေးနည်းနည်းလေးပင်ပန်းနေကြတာလေးတွေဘယ်လိုပြမလဲကွာနှစ်ယောက်ရှေ့ဆက်ဖို့နှစ်ယောက်ကတော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ရှေ့ဆက်ဖို့ကြတော့ဥမာပေါ့နော်နှစ်ယောက်တဘောထူထောင်ဖို့ဆိုတာကငွေရေးကြီးပိုင်းဆိုင်ရာအလုပ်ကိုင်းပိုင်းဆိုင်ရာစသဖြင့်ဒီလိုမျိုးလေးတွေလည်းရှိတတ်ကြတယ်လေအဲအဲ့လိုမျိုးအပိုင်းလေးတွေမှာတော့နည်းနည်းလေးပင်ပန်းနေရတာရုန်းကန်နေရတာတချို့ဆိုရင်ကြတော့ မကမိမိရတော့၎င်းသူရတော့၎င်းဟာမိသားစု supporting ပေးနေရတာမျိုးလေးတွေအဲ့လိုမျိုးပေါ့နော်အဲ့လိုအဲ့လိုမျိုးနည်းနည်းလေးဝင်းနေပြိနေတဲ့ energy မျိုးတွေလည်းတွေ့နေရတယ်ပေါ့နော်အဲအဲ့လိုဆိုရင်တော့လည်းအရင်ကြီးတော့လည်းမကြောက်ပါနဲ့အရင်ကြီးလည်းဝမ်းဖြစ်ဒါကတော့ပြောမယ်ဆိုရင်တော့ logram မှာကြုံရတဲ့အရာတွေပဲဖြစ်တာဖြစ်တဲ့အတွက်ကြောက်ပေါ့နော်အရင်ကြီးအဲဆိုရင်ပူပန်တာတွေတော့မဖြစ်စေချင်ဘူးပေါ့နော်ဘာပဲဖြစ်ဖြစ်စ조사သွားပါကိုယ်အနေနဲ့ဒါရှေ့လျှောက်မှာတော့ပေါ့နော်ဒါအပေါင်းအသင်းတွေကလည်းပေါ့နော်လူမျိုး ဟိုဘယ်လိုပြောရမလဲကွာသိတယ်မလားဟိုကောင်းတဲ့သူတွေစသဖြင့်အဲ့လိုမျိုးလေးကြီးလဲတွေ့ရတတ်တယ်ဟိုပျော်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 ပေါ့ပေါ့ပဲကွာသိတယ်မလားအရာအလုံးကလေးသိလားဟိုခိတခဏလောက်ပဲအဲစိတ်ပင်ပန်းရတာစိတ်ယူပင်ပန်းဆိုတာကဒါဒီနှစ်ယောက်ရဲ့ relationship ကိုပြောတာမဟုတ်ဘူးပေါ့နော်အဲခုနကပြောလို့ window ဝင်ဖို့တွေများနေတဲ့ခါကျတော့ကိုယ်နေပင်ပန်းရတာမျိုးတွေရှိပင်မလားဒါတွေက ကနတာပဲပေါ့ကွာနောက်ပိုင်းမှာတော့ဒီအခုကြည့်နေတဲ့ပိုင်တူးလေးတွေရဲ့ relationship လေးကပေါ့နော်ဒါတကယ်ကို ဟိုဘယ်လိုပြရမလဲကွာတရမလားဟိုပျော်ရွှင်လာရမယ်နမိတ်တွေကတော့ရှိနေတယ်အဲပြီးရင်ပိုင်တူးလေးတွေရဲ့ energy မှာကြတော့ကွာတဲ့လားဘယ်လိုပဲပေါ့နော်ဒီခက်ခဲတွေကြုံနေရပါစေကိုကရဲရင်နဲ့ပြတ်သားတယ်ဆိုလုဆောင်နိုင်စွမ်းနေရှိတယ်ဆိုတဲ့ energy တွေမှာလည်းရှိနေတဲ့အခါကြတော့လေအားအကြောင်းမို့အရင်ကြီးတော့မကြောက်ပါနဲ့လို့ပြောချင်တာပေါ့နော်အဲ့တော့ပိုင်တူးလေးတွေကအခုပေါ့နော်ဒီအိမ်အောင်ရေးမှာပဲဖြစ်ဖြစ်ပေါ့နော် RS လေးဒီချစ်သူရေးစားအခြေအနေမှာပဲဖြစ်ဖြစ်ပေါ့ကွာတဲ့လားအဲဘွားတဲမှာတော့ဒီလူကကို ို့အတွက်ပေါ့နော်တကယ်ကိုကောင်းတဲ့သူတရားပေါ့နော်ဒါဟိုအဆင်ပြေမယ်ဟိုဘယ်လိုပြောမလဲကို့အတွက်တကယ်ကိုပေါ့နော်ဒါဒီမှာဆိုရင်လုံးဝကြီးကိုပေါ့နော်ကို့စီကိုသဒ္ဓါကြီးခင်းပြီးတော့ပေါ့နော်ဒါ romantic feeling နေနဲ့ပေါ့နော်ဝင်လာမဲ့သူပေါ့နော်ဒါအခုလက်ရှိအိမ်နောင်တယ်လေးတွေဆိုရင်လည်းဒါကို့ရဲ့ဒီတစ်ဖက် partner ပေါ့နော်ကို့ရဲ့ဒီအိမ်နောင်ဘက်ကကို့ပေါ်မှာတကယ်ကောင်းပါတယ်အဆင်ပြေပါတယ်ဆိုတဲ့ပုံစံမျိုးလေးမှရှိတယ်အဲချစ်သူရည်စားဆိုရင်လည်းတကယ်ကောင်းတယ်ဆိုတဲ့ energy လေးမှရှိတဲ့အခါကျတော့နှစ်ယောက်ကတော့ အဲရှေ့လျှောက်မှာတော့ပေါ့နော်ဒါပြပြခုနပြောလို wedding တွေဘာတွေထိလဲသွားတာမျိုးလေးတွေအဲဒီအိမ်တော်ဇနီးတွေဆိုလဲဒီတော့ဇေကြတော့လဲ wedding ပြီးွားပြီဆိုတော့ကတည်းကအတူတူ gathering လုပ်ပြီးတော့ပျော်ကြွှင်ကြတာမျိုးလေးတွေအဲ့လိုမျိုးခိုက်တန်လေးတွေတော့ရှိလာနိုင်တယ်။အော်ဒီမှာ surprise တယ်။ surprise ဆိုတော့ဘာဖြစ်ဖြစ်နှစ်ယောက်ချမ်းမှာတော့ surprise ဒီပျော်ရွှင်စရာ surprise လေးတစ်ခုကတော့ရှိကိုရှိလာလိမ့်မယ်လို့တော့ခံစားမိတယ်ပေါ့နော်ဒီလားအဲဒါပဲဖြစ်တာအဲပျော်ရွှင်ရမယ့်အခြေအနေလေးတွေတော့ကြုံလာရတတ်တယ်ပေါ့နော်အဲ့တော့နှစ်ယောက်ကလေပြောရမယ်ဆိုရင်တော့ကွာဒီလား ဟိုဘယ်လိုပြောမလဲတယောက်ကိုတယောက်ကာကွယ်ရင်းနဲ့ပေါ့နော်ဒီ relationship လေးကိုပေါ့နော်ဒါလုံးဝကိုပျက်စီးမခံဘူးကွာတိရမလားဟိုကာကွယ်မှုတွေနဲ့တိရမလားရည်ရည်မှုတွေနဲ့အဲပြောမှဆိုရင်ကနှစ်ယောက်ကြားမှာလဲပေါ့နော်ဒါပွပွင့်လင်းလင်းနဲ့အမှန်တရားလေးတွေကိုပဲဟိုပေါ့နော်ဒီအမှန်တရားအတိုင်းလေးပဲကွာတိရမလားတယောက်ကိုတယောက်လိမ့်လဲတာချင်းလည်းမရှိဘူးစသဖြင့်ပေါ့နော်တယောက်ကိုတယောက် production energy တွေနဲ့ပဲတွားချမယ်လို့တော့ခံစားမိရပေါ့နော်ဒါကောင်းအဲတစ်ဖက်လူကလည်းကိုယ့်ကိုသဘောကျလို့ကိုယ်ကလည်းသူ့ကိုသဘောကျတယ်ဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုမျိုး ဘောမျိုးလေးတွေမှာလည်းမြင်ရတယ်။ဒါပေမဲ့ဒီမှာနည်းနည်းလေးတော့သတိထားပေးပါ။ just snake ပေါ့နော် competition လေးတွေတော့ရှိတတ်တယ်။ဥမာကွာအာသူကတော့ကိုယ့်ရဲ့တစ်ဖက်လူကတော့ပေါ့နော်ဒါစိတ်စိတ်ပါတာမျိုးမဟုတ်ပေမဲ့ကိုယ့်ရဲ့တစ်ဖက်လူ အပြင်ကနေပေါ့နော်ဒါအမျိုးသမီးပေါ့နော်ဒါကိုတစ်ဖက်လူကကောင်လေးဆိုရင်ကောင်လေးကိုကောင်မလေးတွေကလာပြီးနှောက်ရတာမျိုးလေးတွေလာပြီး EC ကလေးရတာမျိုးလေးတွေအဲ့လိုမျိုးလေးတွေရှိတတ်တယ်။ကိုတစ်ဖက်လူကကောင်မလေးဆိုရင်လည်းကောင်မလေးကိုကောင်လေးတွေကလာပြီးတော့ EC ကလေးရမျိုးလေးတွေရောရှိတတ်တယ်။ဒါပေမဲ့ ပေါ့နော်ဘလို့တွေပဲဖြစ်နေဖြစ်နေပေါ့နော်ဒီလိုမျိုးပြန်ဆိုင်မှုတွေပဲရှိလာရှိလာပေါ့နော်နှစ်ယောက်ကဒီ relationship လေးကိုပေါ့နော်ဒါ protect လုပ်သွားမယ်ပေါ့နော်ကာကွယ်သွားမယ်ဆိုတဲ့အခြေအနေမျိုးလေးမှာတော့ရှိတယ်ပေါ့နော်အဲတခါတလေကြရင်တော့လည်းပေါ့နော်ကိုက main ကလေးဆိုရင်တော့ဒါကိုတငယ်ချင်းလေးနဲ့စကားပြောတာလေးတွေအဲ date လုပ်တာလေးတွေပေါ့နော်စသဖြင့်ပေါ့နော်အဲအဲ့လိုမျိုးလေးတွေရှိရင်ရှိနိုင်တယ်ပေါ့နော်ဒါဒီ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 ကက်ကလေးရပေါ့ကွာတိရမလားဟိုဟိုသွားဒီသွားနဲ့တိရမလားအဲ့လိုမျိုးပြောကြပါကြအဲစသဖြင့်ဒီလိုမျိုး energy မျိုးလေးဒါရှိတတ်တယ် ်ဒါကတော့ဒီကတော့အမကဒီ energy နဲ့ လီကတ်ဒီအားလုံးရဲ့နမိတ်အရာပေါ့နော်ဒီလိုမျိုးမြင်တာကိုပြပြပေးတာပေါ့နော်ဒါဒီကတစ်ဖက်ကနောက်တစ်ဖက်ကတွေးမယ်ဆိုရင်တော့တကယ်လို့အဆင်မပြေတဲ့ရဝန်တစ်ခုဖြစ်သွားတာမျိုးပေါ့နော်ခုနကပြောသလိုဒီမှာ the snake energy လည်းရှိနေတဲ့ခါကြတော့လေဟိုလောကကြီးမှာတည်တယ်မလားအမြဲတမ်းကြီးပဲတစ်ခါလေးကြာရင်ပေါ့နော်အာဒီလိုဒီလိုဖြစ်လာမယ်ဆိုပြီးတော့လဲဒါတချို့တွေကတော့ဖြစ်တတ်တယ်ဆိုမှဒီတချို့ energy တွေမှာကြတော့ဒီ the snake energy ရှိနေတဲ့ခါကြတော့အကယ်၍များတပ်ပတ်တီအနောက်ရှက်တွေဝင်တာမျိုးတွေရှိလာခဲ့တယ်ဆိုရင်တော့ပေါ့နော်ကိုလက်မခံနိုင် င်တဲ့အရာမျိုးတွေဂျုံလာခဲ့တယ်ဆိုရင်တော့ကိုကဒါအခုအဲ့လိုမျိုးတွေဂျုံလာခဲ့တယ်ဆိုရင်တော့ဒီကက်ရဲ့နမိတ်ရပါတော့ကိုကိုကိုဒါပြန်ပြီးတော့အချိန်ပေးမယ်ကိုတကယ်ချင်းရင်လည်းပြပြရှင်ရင်သွားပြီးတော့ပေါ့နော်ကိုအဆင်မပြေတဲ့ယုံဝင် move on လုပ်မယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့လို energy မျိုးလည်းတက်ရောက်သွားနိုင်တယ်ပေါ့နော်အဲဒါအမက energy ကိုနှစ်မျိုးပြောလိုက်တာပေါ့နော်တစ်ဖက်ကတော့ဘယ်လိုပြောရမလဲဟိုကိုရဲ့ RS ကိုလုံးဝကြီးကိုပြိုမကွဲသွားအောင် protect လုပ်မယ်အဲနောက်ထပ် energy တချို့နည်းနည်းလေးကတော့ဒီသက်ပါတီနှောက်ရက်တွေကြောင့်ပေါ့နော်အဆင်မပြေဖြစ်ရတာမျိုးလေးကြုံရတတ်တာဒါက corporate energy အနည်းငယ်ပါဒါပေမဲ့အဲပြောမယ်ဆိုရင်တော့10% 15%လောက်ပါပဲကျန်တဲ့အဲ90 85လောက်ကတော့ကောင်းတယ်ဆိုတဲ့သဘောမျိုးကိုခံစားရရပေါ့နော်အဲ့တော့ အဲ့တော့အမကပိုင်ထူးလေးကိုပြောချင်တာကတော့ကောင်းတဲ့အရာလေးတွေကိုပဲဖြစ်လာစေဖို့အတွက်ပေါ့နော်ဒါ energy ကို claim လုပ်လိုက်ပေါ့ကွာသိတယ်မလားနော်ဒီလိုမျိုးမကောင်းတဲ့အနှောက်အယှက်တွေရှိတဲ့ဘာညာဆိုရင်လေတယောက်ကိုတယောက် protect လုပ်မှပေါ့နော် protect လုပ်ပြီးတော့ကာကွယ်ပြီးတော့ပေါ့နော်ဒီ relationship လေးကိုကောင်းမွန်အောင်တိဆောက်သွားမယ်ဆိုတော့စိတ်ကလေးနဲ့ပဲတွားကြပါလို့ပြောချင်ပါတယ်နော်ဒါလေးကတော့ပိုင်ထူးလေးပါနည်းနည်းလေးပြောတာလေးတွေတော့မြန်သွားမယ်ထင်ပါတယ် ဟိုဘယ်လိုပြောရမလဲအဲ့ဒါစကားကြရဲစကားထိမ့်ပြောပြီးမဲ့လည်းနည်းနည်းမြန်မြန်သွားတဲ့ခါကျတော့လေအဲ့လိုမျိုးလေးစကားလေးမြန်သွားတယ်ဆိုရင်တော့လေတောင်းပန်ပါတယ်နော်ဟို အရင်ကြီးလဲထိမပြောတတ်တဲ့အခါကြတော့လေနော်အဲ့တော့ဗာပဲဖြစ်ဖြစ်ပိုင်တူးလေးတွေမှတ်သားတင်တာလေးတွေမှတ်သားသွားပြီးတဲ့အခါကြရင်တော့ဗောနော်ကိုစူးစမ်းတင်တာလေးတွေစူးစမ်းပြီးတော့နှစ်ယောက်တစ်ဘဝကိုဗောနော်ဒါအကောင်းဆုံးစူးစမ်းကွာကွယ်ပြီးတော့တိဆောက်သွားကြပါလို့နော်တရားကိုတရားအပြန်လဲနားလဲမှုတွေလေးစားမှုတွေချစ်ချင်းနေနဲ့တိဆောက်သွားကြပါလို့ပြောချင်ပါတယ်နော်အလုံးမဲကျေးဇူးတင်ပါတယ်ရှင်အခုကတော့ပိုင်တူးလေးတွေ reading ဖြစ်ပါတယ်နော်တတား